Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်မှာ Manchester United ကစပါကွင်းကိုသွားပြီးတော့ရှင်ပြိုင်ကစားရမယ်ပေါ့နော်ဒါပရီးမီးယားလိပွဲစဉ်17အဖြစ်ဆိုတော့ United အတွက်တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့တစ်ပတ်ကပွဲ Nottingham Forest နဲ့ပွဲမှာတရည်နဲ့ဂျင်းနဲ့ခဲ့ရပြီးတဲ့နောက်ပြန်ပြီးတော့အမတ်တီယူနိုက်ဖို့ကြိုးပမ်းမယ်ပွဲပေါ့လေဒါပြီးရင် International Break လည်းနားပြီးတော့နိုင်ငံပွဲစဉ်တွေထပ်ကစားကြတော့မယ်ဆိုတော့ကစားမားတွေအနေနဲ့ ဒီပွဲဟာသူတို့အာသွန်ခွန်ဆိုင်အကုန်ကျိုးပန်းပြီးတော့ကစားဖို့ကျွန်တော်လိုပါတယ်။တစ်ဖက်ကစပါးကတော့ Manchester United အတွက်တိတ်ပြီးတော့မကြားချင်တဲ့ပြိုင်ပွဲမျိုးပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာစပါးကိုနောက်ဆုံးရှင်ပိုင်ကစားထားတဲ့ပွဲစဉ်ဒီမှာသူတို့အနိုင်ရတယ်ဆိုတာခက်ရှားရှားဖြစ်နေပြီးတော့တော်တော်ကိုတိုင်ပတ်နေတဲ့အခြေအနေမျိုးမို့လို့ပါ။ဆိုတော့ပြီးခဲ့တဲ့ Nottingham Forest နဲ့ပွဲမှာလည်းတန်းစင်းစုံမှာယုံကန်နေရတဲ့အတင်တင်ဖြစ်ပေမဲ့လေလို့ပေါ့နော်ယူနိုက်တက်ကကျွန်တော်တို့အမှတ်ပြရအောင်မယူနိုင်ခဲ့ပဲနေတဲ့ Nottingham Forest ရဲ့ ိုပြီးတော့ကောင်းတဲ့ performance ပြတာကိုတော့ကျွန်တော်ခံခဲ့ရသေးတယ်။အဲ့ဒီတော့ United အတွက်ဒါရီယာပြောင်းလဲနိုင်ဖို့ကျွန်တော်ကြိုးပမ်းမှာဆိုတော့စပါးနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါစပါးကတော့ယာဒီဆာပရီးမီးယားလိမှာတော်တော်လေးကိုအကောင်းဆုံးပုံစံနဲ့စတင်နိုင်ခဲ့ပြီးတော့လက်ရှိနောက်ပိုင်းကျမှမတည်ငြိမ်တာမျိုးတွေကျွန်တော်ဖြစ်လာတာပေါ့နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်အဆင့်ဒါ6တိကျွန်တော်ရှိနေတယ်ကျွန်တော် Manchester United နဲ့အမှတ်ကမကွာတော့ဘူးပေါ့နော်10ပွဲကစားထားတဲ့နေရာမှာ သူတို့၅ပွဲနိုင်ထားတဲ့၂ပွဲတည်ကြပြီးတော့၃ပွဲရှုံးနေထားတယ်။၁၈ဂိုးတိတိုက်စစ်ကရထားပါတယ်။တိုက်ခိုင်စစ်ကတော့၈ဂိုးပဲပြန်ပေးထားရသေးတယ်။ဒါဟာကျွန်တော်တို့ Manchester United ပေးထားတဲ့ဂိုးထက်တဝက်ပဲကျွန်တော်ရှိရပါ United က10ပွဲမှာ16ဂိုးထိကျွန်တော်ပေးထားရပါတယ်။ဒါဟာတော်တော်ကိုအခြေအနေဆိုးတဲ့ခံစင်မျိုးပါ။အဲဒါကြောင့်ကျွန်တော်စပါးကိုကျွန်တော်ကြည့်ရင် Manchester United ရဲ့တိုက်စစ်ကခံစစ်ကပို့ပြီးတော့ ကြည်ကြည်လေးလေးကစားပြထားနိုင်တဲ့အသင်းမျိုးလို့ကျွန်တော်ပြောရမှာပေါ့နော်စပါးကပြီးခဲ့တဲ့ပွဲစဉ်ကကိုဘင်ဟေဂင်နဲ့ရှင်မိုင်ကစားခဲ့တဲ့ချန်ပီယံစ်လိပွဲမှာလည်းသူတို့ကတယောက်ယောက်နဲ့တောင်မှ၄ကူပြတ်အနိုင်ရတယ်ပေါ့2-0ပါတော့ဖြစ်နေတဲ့အချိန်မှာထင်ပါတယ်ကိုဘင်ဟေဂင်ကအာဘယ်လိုရမလဲစပါးဘက်ကအနီးကတယောက်ထိတယ်ပေါ့နော်ပြီးလဲပြီးတော့2ကူကိုကျွန်တော်ထပ်သွင်းသွားတာအမေမီဂီဘန်နီဘဲတို့ပါလို့တွင်းသွားတဲ့အလုံးနေဆိုလို့ချင်းတယောက်တည်းသူတို့အေရီယာပေါက်ထိတ်ကနေဆွဲပြီးတော့ကိုကျွန်တော်တွင်းသွားတာမျိုးတွေပေါ့အဲ့တော့စပါးဒီ ကျွန်တော်တို့ဟိုလိုအပ်တယ်ဆိုတော့နိုင်ပွဲမျိုးကိုသူတို့ရအောင်ယူထားတယ်။အဲ့ဒီ Champions League ပွဲစဉ်ရဲ့ရှေ့မှာတော့ Chelsea နဲ့တွေ့တာသူတို့တွေဒါ1-0နဲ့အိမ်ကွင်းမှာသူတို့ရှုံးထားတာ။အဲ့တော့နောက်ထပ်အိမ်ကွင်းဆိုသူတို့ထပ်ပြီးတော့ကစားမယ်ပွဲပေါ့လေ။စပါးအတွက်ကဒီဘယ်လိုပြောမလဲ။ United နဲ့တွေ့တဲ့အချိန်မှာအမှတ်ပြရဖို့သူကြိုးပမ်းမဲ့အနေအထားမျိုးပါ။ဘာကြောင့်လဲဆိုတော့စပါးဟာတော်တော်ကိုခက်ခဲကျဉ်းတဲ့နဲ့ပွဲစဉ်တွေကိုကစားနေရတယ်။ခုနကကျွန်တော်ပြောသလိုပဲဒီ EFN ကမှာ Newcastle ကို2-0နဲ့ရှုံးတယ်။ပြီးလည်းပြီးရောသူတို့ Chelsea နဲ့ကစားရတယ်သူတို့ရှုံးရော။အခု Champions League ဖြစ် Nottingham Palace ဒီ Copenhagen နဲ့ကျွန်တော်ကစားရတယ်နိုင်တယ်။အဲ့ဒါလည်းပြီးရော Manchester United နဲ့ကစားရမယ်။အဲ့ဒါပြီး International Break နားမယ်။ PSG ဆိုတာနဲ့ Arsenal နဲ့သူတို့ကြီးကစားရမယ်။ PSG နဲ့သူတို့ကြီးကစားရမယ်။ဆိုတော့ပြောကြည့်ရရင် ဒါစပါအတွက်ကတော်တော်ကိုမလွယ်တဲ့ခက်ခဲတဲ့ပွဲစဉ်တွေလာပြီပေါ့နော်အဲ့တော့ဒီပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက်ရင်လည်းပဲကိုရီမန်ချက်စတာယူနိုက်တက်ဟာသူတို့အနိုင်ယူလို့ရတဲ့အသင်းမျိုးကျွန်တော်ဖြစ်နေတဲ့ဒီအဒီမှာလည်းယူနိုက်တက်ရဲ့ပူကောင်းတဲ့ performance တွေပြထားတော့ဒါကြောင့်ကျွန်တော်စပါဘက်ကိုကျွန်တော်ကြည့်ရင်ယူနိုက်တက်ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတဲ့နေရာမှာပါတယ်ပရီးမီးယားလိမှာယူနိုက်တက်ရဲ့အဆင့်ပူကောင်းတဲ့နေရာကိုကျွန်တော်ရောက်ထားတယ်တခုပဲ ။ဒဏ်ရာပြေတနာတွေအများကြီးကြုံနေရပြီးတော့စပါးဘက်ကလည်း injury ပြေတနာတွေပေါ့နော်အပြင်ကစားမားတွေကပွဲပန်းနေတယ်။ဒါကိုပဲကျွန်တော်တို့ကသတိထားရမှာပဲ။ဒီနေရာမှာ United ကအဲ့ဒီပွဲပန်းမှုတန်ခံနေရတဲ့စပါးကိုကျွန်တော်တို့ကောင်းကောင်းဒုက္ခပြီးနိုင်ပါမလားဆိုတာပဲเนาะ။ဆိုတော့စပါးနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်မလွယ်ဘူးဗျ။မလွယ်ဘူးဆိုတာကကိုအတင်းနဲ့ပတ်သက်ရင်တော့နိုင်ပွဲတွေပါတယ်ရကျင်ပြီမဲ့လေလို့ပဲလေ။စပါးနဲ့ပတ်သက်ရင်စပါးဟာတော်တော် United နဲ့တွေ့တိုင်း တော်တော်ဒုက္ခပေးတဲ့အတင်ဖြစ်နေတာပါပြီးခဲ့တဲ့ရာသီဆိုလို့ရှိရင်ကျွန်တော်လေးကာလမတူတွေ့တာစပားကိုကျွန်တော်တခါမှမနိုင်ဘူးကိုစီကိုကူးလေးလောက်အောင်တော့ပြီးခဲ့တဲ့လေးကာတီတီကျွန်တော်တွေ့တယ်တခါမှမနိုင်ဘူးဗျာစဉ်းစားကြည့်တရာသီတဲ့လေးချိန်တွေ့တာတော့မှတပွဲနိုင်အောင်မယူနိုင်ဘူးဆိုတာမျိုးကတော်တော်အချင်းချင်းစိုးပါတယ် sorry ပါကျွန်တော်ကမီးတအားကိုဝါနေတယ်ဘာလို့လဲဆိုတော့ကျုပ်ကောင်နှစ်ကောင်เนาะအကြီးကောင်ကကျုပ်မီးဝိုင်းကိုတိုက်ချပလိုက်တာဟင်မီးဝိုင်းကိုတိုက်ချပလိုက်တာဘာဖြစ်လဲဆိုတော့အောက်ကိုဖုံးသူကြပြီးတော့မီးဝိုင်းအဖြူကမလင်းတော့ဘူး เนาะကျွန်တော်အဝါပဲလင်းတော့တယ်ဆရာကြီးเนาะအခုလည်းပဲဒီနေ့မီးသွားဝယ်တာဗျမတွေ့ခဲ့ဘူးเนาะအဲ့လိုမျိုးကြောင့်မို့လို့ sorry ပါเนาะအဲ့လိုမျိုးဆိုတော့စပားကို၄ကတွေ့တာ၄ကဆိုလို့မနိုင်ဘူးဆိုတော့အချင်းကြီးကတော်တော်တိုင်ပတ်ပါတယ်အခုလက်ရှိဒီယာဒီမှာရှင်ပြိုင်ကစားရမယ့်စပားကပြီးခဲ့တဲ့ယာဒီကလည်းပို့ပြီးတော့ကြစ်လက်တဲ့အသင်ဖြစ်လာပြီးပြီးခဲ့တဲ့ယာဒီကလည်းပို့ပြီးတော့ structure ကောင်းကောင်းကစားနေပြီသူတို့မှလည်းအားနည်းချက်ဒီတိုင်ပတ်တဲ့ကံလာတွေရှိပါတယ်သူတို့လည်းပဲ United တော့မဆိုးဘူးဆိုပြီးတော့သူတို့ကပြောရမလို့ဖြစ်နေပြီ ်နော်ဆိုတော့ဒါအပြင်စပါးကတိုက်စစ်ဆင်တဲ့နေရာမှာတော်တော်လေးပြဿနာကြီးပြီမဲ့လေလို့ဟိုခန်စစ်တွေကွင်းလေတွေကတော့ defense ကိုကစားရတယ်ဆိုရင်တော်တော်ကိုကြည်ကြည်လေးလေးပါပဲပြီးရင် United အာနေဂျာတစ်ခုဖြစ်တဲ့အမြင်ပေါ်တွေဆိုလို့ရှိရင်စပါးဟာအရင်ပိုင်နိုင်နေတယ်မှာပါတယ်အမှန်တမ်းပြောရင်ကျွန်တော်ဒီပွဲကိုတော်တော်စိတ်ပူနေတယ်မှာပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ကြည့်ကြည့်အောင်ကိုအသင်းနဲ့ပတ်သက်လို့ပေါ့ United ကတော့ ဒါပွဲထွက်လူစဉ်ကိုကျွန်တော်ပြောကြည့်ရရင်အများကြီးအပြောင်းလဲတက်နိုင်တဲ့အသင်းမျိုးမဟုတ်ဘူးပေါ့နော်အဲတပတ်မှတပွဲဆိုတဲ့အခါကျတော့အပြောင်းလဲတဲ့အများကြီးလို့ဖို့လူတဲ့အသင်းမျိုးဘူးပေါ့ဆိုတော့တော့တင်မှာကုသမကတော့ lemons ပါမယ်အဲနောက်၃ယောက်တက်နေရမှာဆိုလို့ချင်းကျွန်တော်တို့ပေါ့နော်အပြောင်းလဲတွေဖြစ်လာတင်ပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ Harry Maguire ပြန်ပါလာဖို့ပွဲကောင်းလို့ကျွန်တော်ထင်တယ်ပါလာလိမ့်မယ်လို့လည်းထင်တယ် Lenny Yuru ကိုအရန်ထားပြီးတော့ဒီလစ်ကို right center back နေရာပြန်ထားလိမ့်မယ်လို့ကျွန်တော်ထင်တယ်လူပြောနေရာမှာတော့ပါလာမှာမဟုတ်ဘူးပေါ့လေဘယ်သူမှပြီးရင်လည်းပဲကျွန်တော်တို့ ီဆန်ဒိုမာရီနက်စ်တို့ပါလို့ဆိုတာမျိုးကအတင်းဘက်ကဒီချိန်မှာထည့်ကစားအောင်မနေထိုင်မှုကျွန်တော်မဟုတ်ပါဘူးနော်အဲနောက်တစ်ယောက်ကတော့ကျွန်တော်နေနေပေါ့နော်ပက်ထရစ်ဒူဂူကတော့ဒါလော့နေရာမှာပါဖို့အချိန်ကြီးများတယ်လို့ထင်တယ်ဒါလော့ကပြီးခဲ့တဲ့ပွဲဒီမှာဆိုလို့ချင်းအဆင်လုံးဝမပြေပါဘူးနော်အဆင်လုံးဝမပြေဘူးလက်ပေါက်ပါလောက်ပဲကျွန်တော်အဆင်ပြေတာပက်ထရစ်ဒူဂူလည်းတကယ်ကောင်းလားဆိုတော့လေကောင်းမနေပါဘူးနော်နေရာစလုံးကတော့တိုင်ပက်နေတာပေါ့လေသူဆိုအဲ့ဒီတည်းမှာတော့အပြောင်းလဲလေးတွေလှုပ်လာလိမ့်မယ်လို့ကျွန်တော်ထင်နေပေါ့နော် ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ right mid right wing backs နေရာမှာဆိုလို့ရှိရင်တော့ Ahmed Diarra လို့ပေါ့လေခန်းစစ်မှာအားနေတဲ့အမြင်ပေါ်တွေအားနေတယ်ဆိုပြီးမဲ့လေလို့ကျွန်တော်တို့ကဟို wing backs နေရာတဲကတဏီယာကတော့တိုက်စစ်ကိုအာတန်နေကစားမမျိုးလောက်ကိုတော့ကျွန်တော်ထဲ့မှကျွန်တော်ဖြစ်မှာပေါ့နော်ဆိုတော့ကွင်းလယ်နေရာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အပြောင်းလဲမရှိတဲ့ Bruno Fernandes နဲ့ Casemiro ပဲပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Neru number 10နေရာမှာဆိုလို့ရှိရင်တော့ Ambumo ကျွန်တော်တို့ဒါကကုညာနဲ့တိုက်စစ်ကတော့ Benjamin Sheshko ပေါ့လေဒါကဖြစ်နိုင်ကြည်အများဆုံး အဲဒီပွဲထွက်လူစင်းမှာနောက်တစ်ခုပြောင်းလဲနိုင်ခြင်းရှိတာကတော့ဘင်ဂျမင်ရှက်ကူကိုကျွန်တော်တို့အနေနဲ့အရန်မှာထားဖို့ပဲရှက်ကူကိုအရန်ထားပြီးတော့ဟိုမေဆန်မောင်းကိုကျွန်တော်ထည့်မယ်မက်တစ်ခွညာကိုတိုက်စစ်ကိုထားမယ်ပေါ့ဒါမျိုးပဲကြည့်တာပဲဆိုတော့ဒီနေရာမှာကျွန်တော်တို့အတွက်ကျွန်တော်ကတော့ဗောနော်ဒီပွဲက Nottingham Forest နဲ့ပွဲကလူမျိုးခက်ဆင်ဆင်ဖြစ်လိမ့်မယ်လို့ထင်တယ် United ရုံးကံမဲ့ပွဲမျိုးပေါ့ဒီလားဘာလို့လဲဆိုတော့အိမ်ဝင်အဝေးဝင်ဆိုတာခဏထားအောင်ဗောနော်ကျွန်တော်တို့ပြိုင်ဘက်ကိုချင်းကက်တဲ့ပုံစံနဲ့ Thomas Frank ရဲ့အချင်းကြီးကိုကျွန်တော်ကြည့်တဲ့အခါကျွန်တော်အနေနဲ့ရှောင်းတိုက်ရဲ့ Nordian Forest လိုမျိုးနဲ့တော်တော်ကိုသွားတူနေပါတယ်။ဘာကြောင့်လဲဆိုတော့စပားရဲ့အာနေချက်တွေကတကူကတော့တိုက်စစ်ပေါ့နော်။ဒါတော့မှသူကသူကဒီယာဒီမှာပရီးမီးယားလိမှာကိုရီလိုပဲ16ဂိုးလားမသိဘူးသူတို့တွင်းထားတာ16 16ဂိုးလား16ဂိုးလားမသိဘူးသူတို့တွင်းထားတာဗျာ။တော်တော်ကောင်းတဲ့တိုက်စစ်ကိုပိုင်ဆိုင်ထားတယ်။ဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေကိုကျွန်တော်ပြင်ကြည့်ရင်ဟိုဂိုးပြတ်နိုင်ခဲ့ပါတယ်ဆိုတော့ပွဲစဉ်တွေမှာတောင်မှတောင်ကန်ပေါ်ကခေါင်းတိုက်တာတို့သိကြမှာဒါမျိုးတွေပဲ။တိုက်စစ်ကနေပြီးတော့တကယ်ကိုရတယ်သူတို့တော်တော်လေးရှားနေပါတယ်။ မိုဟာမက်ကူဒစ်ကလည်းကစားမကောင်းတစ်ယောက်ဆိုပေမဲ့ဘောနောယုံကင်နေရတယ်။ဂျာဗီစီမွန်းစ်တို့ရန်ဒက်ကူလူမူဝါနီတို့တော်တော်လေးကိုတိုင်ပတ်နေပါတယ်။အဲ့တော့သူတို့ရဲ့အားအနည်းဆုံးဒီတိုက်စစ်ပဲ။အဲကွင်းလယ်နဲ့ခန်းစစ်ကိုကျွန်တော်ကြည့်တဲ့အခါယူနိုက်တက်ကိုလုံးဝနေရာလွတ်ပြီးလို့တော့မပြီးမပြီးမဲ့အချိန်ကြီးမျိုးတီကိုပဲကစားမကောင်းနေကျွန်တော်တွေ့နေရတယ်။တော်မန်စရန်ကအရင်ကတည်းကခန်းစစ်အရာအရင်ကြစ်လက်တဲ့တဲ့မှာပါပါတယ်။ဆိုတော့ဟိုခန်းစစ်မှာဆိုလို့ချင်းလည်းပဲရူမေရူရူ ဘန်ဒီဘန်တို့လိုမျိုးပေါ့နော်အမြင်ပေါ်အားကောင်းတဲ့ကစားမတွေရှိတယ်လို့သူတို့ကွင်းလယ်မှာဆိုလို့ရှိရင်ပပ်မက်ဒဆာတို့ဟလာပြီးရင်ကျွန်တော်တို့ရဲ့ရိုဒရီဂိုဘန်တန်ကာတို့ဒီကစားမတွေက second ball ထောက်တာအရင်ကောင်းတဲ့ကစားမတွေပါဆိုတော့အဲ့ဒီတဲကမှကျွန်တော်တို့ဘာ space man မရဘူးဆိုရင်ဒီရတာတခုကတော့ Northern Forest နဲ့ပွဲကလို့ဖြစ်ဖို့ကျွန်တော်များတယ်ပေါ့နော် Forest နဲ့ပွဲကလည်းဒီလိုပဲဖြစ်ခဲ့တာ Benjamin Shesko ရှိပြီမဲ့လေလို့ကျွန်တော်တို့က long ball တွေအမြင်ပေါ်တွေသွားတဲ့အခါမှာသူတို့ရဲ့ center back နှစ်ယောက်ကိုတယောက်ထဲနေတော့ခေါင်းကရှင်မတိုက်နိုင်ဘူး ကြလာတဲ့ second ball ကိုလည်း Elio Anderson တို့ပေါ့နော်။ Yates တို့လူစားမမျိုးတွေကထောက်နေနေဆိုတော့ကို United အသင်းမှာကဘလူးမန်ကို second ball ထောက်မယ်စားမတွေကမပြေတော့ဘူး။ဆိုတော့ကျွန်တော်တို့ရဲ့ DRD အဓိကချင်းကမှုပုံစံဖြစ်တဲ့ long ball ဒါမှမဟုတ် second ball ဒါတွေဘလူးမန်အလုံးမဖြစ်ဘူးဆိုရင်ပြိုင်ဘက်ဟာ mid block နဲ့ကစားပြီဆိုလို့ရှိရင် United တွေတိုက်စစ်ဆင်တက်တဲ့အနေထားမရှိတော့ပါဘူး။ MOD ရဲ့လက်အောက်မှာကျွန်တော်တိုက်စစ်ဆင်တဲ့ပုံစံကဘယ်လိုပြောမလဲ။အရန် direction နဲ့ခါကြတော့ပေါ့နော်။ပြိုင်ဘက်က mid block ကစားချလိုက်ပြီးခန်းစည်းကိုတည်တည်ကြာကြာပိတ်လိုက်ပြီးဆိုရင် လောင်းဘောတွေသွားနေတယ်ဒါရိုက်ဘောတွေပါတယ်ကစားနေပါဆိုတဲ့နီးပြတယောက်ကလှုပ်เสียအများကြီးမရှိတော့ဘူးလှုပ်တက်เสียအများကြီးမရှိတော့ဖြစ်နေတယ်ဒီလိုမျိုးနဲ့ Northern Forest နဲ့ပွဲမှာလည်းကျွန်တော်တို့အနေနဲ့ပေါ့နော် chance creation တွေကျွန်တော်တို့မကောင်းခဲ့ဘူးတော်တော်ကိုအားနေခဲ့တယ်တော်တော်ကိုအားနေခဲ့တယ်အဲ့တော့စပားနဲ့ပွဲကလည်းစပားဟာနေရာလွတ်ပေးလိရှိတဲ့အသင်မျိုးမဟုတ်ပါဘူးเนาะဒါအပြင်သူတို့ကပေါ့နော်ဒီ Thomas Frank ဆိုတဲ့အတွက်ခန်စစ်မှာဆိုလို့ရှိရင်ကျွန်တော်ကစားတာအရန်ကောင်းနေတယ်မှာပါပါတယ်နီးပြားကအဲ့တော့ United ရဲ့နောက်ထပ် Norian Forest နဲ့ပွဲကလူအချီနှမျိုးကြုံသွားရနိုင်တယ်လို့ကျွန်တော်ထင်တယ်ဒီကိစ္စမှာအဝေးကွင်းပါညာလည်းဖြစ်တော့တော်တော်ကြီးကိုကျွန်တော်တို့ကမျှော်လင့်ချက်ကနှဲပါတယ်ဆိုတော့ကျွန်တော်ကတော့မှန်တယ်ပြောရင်ဟိုအတင်းကြီးတွေပါနေတဲ့ကစားပြီးတဲ့အချိန်မှာအမှတ်ဒီပါတွေယူထားပြီးပြီဆိုတဲ့အချိန်ဒီမျိုးမှာဒီလိုမျိုးပွဲစဉ်ဒီမှာအမှတ်ရမှတော်ကကြမှာပါเนาะအမှတ်ရမှတော်ကကြမှာပါဒါအမှတ်မရဘူးဆိုလို့ကျွန်တော်အတင်းအကျပ်တော်တိုင်ပတ်နိုင်နေတယ်မှာပါတယ်ပေါ့နော်ဟို Norian Forest တို့ဘာလို့လဲပွဲမှာလဲ တန်းစင်းဆုံးမှာယုံကင်ကြီးရတဲ့အတင်းကိုကျွန်တော်အမှတ်မယူနိုင်ခဲ့ဘူးတော်တော်နစ်နာစရာကောင်းပါတယ်ဆိုတော့ဒီပွဲမှာလည်းအမှတ်မယူနိုင်ဘူးဆိုတော့တိုင်ပတ်မှာပါဆိုတော့ MOD နဲ့ mid block low block ကစားတဲ့အတင်းညီနဲ့တွေ့ရင်တို့အဖြေရှာဖို့လိုပါပြီပြည်ထောင်ကသူ့ရဲ့တိုင်းစင်းစင်းတဲ့ပုံစံကိုကအဲ့တလိုမျိုးပေါ့နော် mid block low block နဲ့ကစားတဲ့အတင်းညီနဲ့တွေ့ရင်တိုင်ပတ်လေးရှိရဲဆိုတော့အခုလည်းပဲထပ်ပြီးတော့တွေ့ရအောင်မယ်အနေထားမျိုးပါပဲတိပြီးတော့ confidence တော့မရှိဘူးသို့တော်လည်းပဲနိုင်ကျွန်တော်တို့နိုင်မှဖြစ်မယ်အမှတ်ယူနိုင်ဖို့လိုတယ်အမှုရင်ပါလိမ့်လို့မလို့ပဲကျွန်တော်ကြည့်ရအောင်မယ် တော့ညီကလို့ရောဘလူမီညလည်းဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့ဒီနေ့ပွဲမှာဒီတမက်လောက်တော့ညှော်လင်းလို့ရတယ်လို့ကျွန်တော်ထင်တာပဲကျွန်တော်ထင်တာမှားပြီးတော့သုံးမက်တွေဘာတွေရပါစေလို့ကျွန်တော်မျှော်လင်းနေပေါ့နော်ဆိုတော့စကားမဆက်ကျွန်တော်နေတဲ့ဒီဂျပန်အတော်တွေမှာကျွန်တော်ဘာမှမလုပ်ဖြစ်ပါဘူးเนาะ game live video ဘာတွေရောကျွန်တော်ဒီဘက်မှာသိပြီးတော့မပြောချင်တဲ့ပုံကိုကြီးဆိုင်ရာပြဿနာတွေတချို့ရှိနေတယ်ဆိုတော့ပေါ့နော်အဲကျွန်တော်မလုပ်ဖြစ်တာတွေကျွန်တော်များသွားတာပါဆိုတော့ sorry ပါ sorry ပါကျွန်တော် international break ကြောက်လို့ကျွန်တော်ပြန်ပြီးတော့ထွက်ကြပါမယ်ဆိုတော့ညီကလို့ရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲ မနေ့ပြန်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆွေးနွေးကြပါအောင်ချစ်ချူအားပေးတဲ့ညီကိုတီတယောက်ချင်းစီတန်းကိုချစ်တင်များကြီးတို့ပါတယ်